Manchester United နဲ့ Liverpool အသင်းရဲ့ပွဲဖြစ်ပါတယ်။ဒါနောက်ထပ်တနင်္လာရက်ဆိုဘောလုံးပွဲစတင်တော့မှာပါ။ဒါတော့ United ပြည်သက်တည်းရဲ့ Theater Theater တော့ Dream ပေါ့လေ။ Theater of Dream United ဘောလေဒါကတော့ Hotel Football ဆိုပြီး Ultra Four နဲ့ကဲ့ရမှာရှိတာ။ဒါကတော့ Ultra Four Queen ရဲ့က Fast Food ဘောလေအစားတော့ အလွယ်တကူစားလို့ရတဲ့ဘာဂါဆို chicken တို့နောက်တစ်ဖက်ကဟော့ဒေါ့တို့ပေါ့ဗောလေဒီလိုမျိုးဆိုင်လေးတွေအများကြီးပဲဒီနားမှာဒီလိုဆိုင်လေးတွေဒီမှာရှိတယ်ဟိုးဘက်မှာလည်းရှိတယ်ဟိုးဘက်မှာလည်းအများကြီးပဲဝတ်သားချက်လို့ရှင် pork pig ဆိုပြီးတော့မှာဆိုင်ကြီးဆိုင်ရှိတယ်ခဏငါဟိုတယ် please yes please အမောင်မေကျွန်တော်ချက်သွန်ထည့်လိုက်လို့ onion ထည့်လိုက်တဲ့အတွက်ကြောင့်တပောင်ထပ်ပေးရတယ်မလေး old truffle manchester united ဆိုတော့ကျွန်တော်တို့ဒါလေး taste ကိုနားနည်းနည်း try အောင်လေအားလုံးမသိတာပါဒါကျွန်တော်ရဲ့ chef food page ကနေကြိုးပါရဲအခုတော့ကျွန်တော်တို့ဆက်ဖို့ပေါ့လေ Ultra Foot မှာဒီနေ့ Chances Page ကဒီဒါအစားတောက်လို့လေ Ultra Foot ပွဲတာမှာရှိတဲ့အစားတောက်ပေါ့လေကျွန်တော်တို့ခုဒီ Onions ကဒါ Brigade ပေါ့ဗျာပေါင်ပုံးနဲ့ဖိုတိုနဲ့ဝယ်စားတာဒါကပေါင်ပုံးနဲ့ဖိုတိုဝယ်စားတယ်ဒီမှာတော့ဒီနေ့မှာဖိုတိုဆိုင်ကြီးရှိတယ်ဒီကတော့ဒီကတော့ကျွန်တော်ဒီရှိတာဆိုင်အောင်ဝယ်တာဒီရှိတာဆိုင်အောင်ဒါကရှိတဲ့ Chicken ရှိတဲ့ဖိုတိုရှိတယ်ဥပဒေပါလဲရှိတယ်ဒီမှာတော့ Sophia Pizza ကိုထောင်းတာရှိတယ် ုပဲချက်မှာဟိုတိုးရှိတယ်။ဒါပေမဲ့ဒီအိုတက်ဖို့ပါဝင်ချက်တိုးလို့ရှိလာတယ်။အကုန်လုံးကဒါဘလူးတော့တယ်။ဟိုမှာရောဟိုဘက်ကားလမ်းမှာရော site အများကြီးရှိတယ်။ဆိုတော့ကျွန်တော်တို့အဲကျွန်တော်တို့ခုလက်ရှိမှာဟိုတိုကကျွန်တော်တို့ရဲ့ site လေ။ဆိုတော့ခုလက်ရှိမှာဒီဟိုတိုထဲမှာဘာတွေပါလဲဆိုတော့ကိုကဟိုတိုတည်တန်းဆိုရင်ဟိုတိုတည်တန်းဆိုရင်ငါပါအဲ့တော့ဒီချက်တုံလေးထည့်ခဏလေးကျွန်တော်ကမှာဆွတ်သွားထည့်လိုက်အောင်မယ်။ ဆိုးချလိုက်လေအော်တိုမှာဆိုးချလိုက်ပြီဆိုတော့ကျွန်တော်တို့ဒါအခုလက်ရှိမှာအခုနတော့ပလေးကြီးပြပလေးကြီးတော့တိတ်စားလို့မကောင်းအခုဆိုရင်ဒီမှာဟိုဟာလေးပေါသွားပြီဆိုစမ်းထားကြည့်တော့လေဒါဟော်တိုနဲ့ဟော်တိုနဲ့ ချက်တုံနဲ့အဲ့ဒါကို၆ပေါက်ပေးရတယ်။၆ပေါက်ဆိုကြကျွန်တော်ဒီမှာဝင်တဲ့သူကြီးဟိုလည်းမြှောက်လိုက်။ဒီတော့ကနေမြှောက်လိုက်။ပေါက်ဖို့ကတော့ကျွန်တော်အရင်မကြိုက်ဘူး။သူ့ပေါက်ဖို့ကလည်းနည်းနည်းသူ cricket ဆိုနည်းနည်းမှာ။အဲ့စားပြေချင်တော့ဘယ်လိုကြီးမှာကျွန်တော်ဘာသာစာအစီအပြေဘယ်လိုမှာအဲ့စားနေလို့ရှိရင် ူကစက်တုံလေးကအဲ့ဒါကြည့်ရတာပြီးတော့ဟိုတော့ကတော့ဒီမှာတော့ဟိုတော့အချောင်းကြည့်ကြည့်တာတော့ကြည့်တယ်တော့ကြည့်တယ်ဟိုတော့တချောင်းနဲ့သူကသူတို့ဘာလို့တောင်မို့ကျွန်တော်အိမ်မှာစားရလို့လေအဲ့ပေါင်ဖို့ကိုစက်တုံလေးကြော်ပြီးတော့ဟိုတော့ကိုမိကင်လိုက်တာဒါပဲဒါပေမဲ့ဘလုံးဘွေးမှာကျတော့ဒါတွေရောင်းရတယ်ဗျာဒီတယောက်ကဗျာငါးပေါင်နဲ့၁၀ပေါင်ပဲထားဒီဘုံမှာကအများကြီးဆိုသူတို့အများကြီးရောင်းရတယ် ဒါကျွန်တော်ဒီကွင်းပြင်မှာရောင်းတာအဲ့ဒါကိုကျွန်တော်ကဒီတော့ကျွန်တော်ရေဘူးလေးဝယ်လိုက်နော်ရေဘူးတို့နှစ်ပေါင်တောင်းတယ်၈ပေါင်ကြာဒီရေဘူးကတကယ်တော့ဒီလိုမျိုးဘူး24ဘူးကိုပါကျွန်တော်တို့ဟိုစူပါမားကတ်တွေမှာဝယ်ရင်ပုံပေါင်တော့ပဲပေးရတယ်ဒါပေမဲ့ဒီလိုအသေးသေးတစ်ခုကိုဒီမှာဘလုံးကနေမှ၅ပေါင်ပေးရတယ်ဒါကျွန်တော်တို့ဒီမှာစားလို့တကယ်လို့စားရတာလေအကုန်လုံးကိုကျွန်တော်ကွင်းထဲမှာတော့စားလို့ရှိရင် အခုလို hot dog မျိုးဆိုရင် hot dog ပါမယ်အေးပါမယ်နော် hot dog ပါမယ်အေးပါမယ်အလူကြော်လေးဖြတ်ဖြတ်ပြီးအဲ့ဒါဆိုကျွန်တော်အနည်းဆုံး၁၀ပေါင်ပေးရတယ်ခေါနာ host house မှာရော man united ကိုပါရောကျွန်တော်များပေါ့လေကျွန်တော်တို့စောင်းရာတီမှာဆိုကျွန်တော်အများကြီးကဘလုံးဝင်နေဆိုတော့ကျွန်တော်တို့ကအရင်တောက်တော့ဗျာကျွန်တော် hot coffee hot chocolate အဲ့လိုပူလာပူလာလေးတွေတောက်တယ်ဂျာတီမူတန်ခံရအောင် အကြီးဖတ်တော့ဟိုနေရာနဲ့ရတာတော့များတယ်ဆက်ဆောင်းလိုက်တော့လုံးဝဖိုက်ပြည့်ပဲပြီးတော့နောက်မှာမန်ချက်စတာယူနိုက်တက်ဦးကျော်ဖြစ်သူကြီးတော့အဲ့တော့ဟိုကျာအိတ်ဒီပါတီရှာတဲ့နေရာဒီကနေကျွန်တော်ပြေးတက်ပြီးကိုနေဦးမှာကိုနေဦးမှာသူအသားတော်လေးနေနေပြန်ကျွန်တော်ဂျုံရမှာဟုတ်တယ်ဒါတော့ ဟိုစူပေါ်ဘလုံးခွင့်နေရာအစားတောက်တဲ့တခုပေါ်လေနောက်ပိုင်းမှာကျွန်တော်ထပ်ပြီးတင်ဆက်ပေးမယ်ကျွန်တော်ဘိုင်မြူနစ်ကိုရောက်လို့ရှိရင်ဂျာမန်ဆော့ဆစ်ကြီးကြီးချီကြီးတယ်ဆိုတော့ဒါကျွန်တော်တို့စီစဉ်ကိုဒါကျွန်တော်ချက်ဟိုထွက်ဖို့ရဟော့တော့ပေါ့လေဒါဟော့တော့ကို6ပေါင်ကြတယ်ဆော့ဆစ်ကြီးပဲ9ပေါင်ကျွတ်တွန်ပါတာ9ပေါင်6ပေါင် ရေဘူးကနှစ်ပေါင်၁၀ပေါင်ကြာတာမို့လေဒါတော့ဒီနေ့အစီအစဉ်မှာနောက်ပိုင်းမှာလည်းကျွန်တော်နောက်ထပ်အစီအစဉ်ကောင်းတွေလည်းဆက်ပြီးတင်ဆက်ပေးမှာပါဆက်ပြီးအားပေးကြဖို့လည်းတောင်းဆိုပါတယ် Shampoo page လေးကိုအားပေးကြဖို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဒီနေ့အစီအစဉ်ကို Ultra Focus တင်ဆက်မှုဒီပါပဲအဆုံးသတ်ပြစီအားလုံးကျေးဇူးတင်ပါတယ်